အဲ့ဒီမှာစင်စရာတွေ data တွေကိုခြေဘက်ဓာတ်ပုံဖန်ဖြည့်ပြောင်းတဲ့လေးလေးကိုမျှဝေပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပြောင်းထားရှိပါတယ်ဒါအဲ့ဒီ data ကိုဒီလိုမျိုးဓာတ်ပုံဖန်ဖြည့်ပြောင်းလိုက်တာဖြစ်ပါတယ်အဲဒါကိုဘလို့ပြောင်းလို့ရလဲဆိုရင်ကျွန်တော်ပုံမှန်ဆိုရင်ကျွန်တော် screen shot ရိုက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်က screen shot ရိုက်မယ်ဆိုရင်တော့ဒီ data တွေကအများနေတဲ့အခါကျရင်ကျွန်တော်တို့အဆင်မပြေပါဘူးเนาะအဲ့တော့ဒီကိုယ့်ရဲ့စင်စရာတွေများနေတဲ့အခါမှာကျွန်တော်ကဒီ screen shot ရိုက်ဖို့အတွက် ဒီအစီအမပြေတဲ့အခါမှာဘယ်လိုမျိုးသုံးလို့ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပါအဲ့တော့အရင်ဆုံးအနေနဲ့ကျွန်တော်ဖိုင်ထဲကိုသွားပါမယ်ဖိုင်ထဲမှာရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ option ဆိုတာလေးရှိပါတယ်ဒီအောက်နားလေးမှာပေါ့နော် option တွေကိုသွားပါပြီးရင် quick set toolbar ကိုသွားပါ okay quick set toolbar ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတဲ့ formula command ဆိုတာလေးရှိပါတယ်သူ့ကိုတစ်ချက်နှိပ်လိုက်ပါပေါ့နော်သူ့ကိုနှိပ်ပြီးသွားရင်ကျွန်တော်ဒီ all command ဆိုတာလေးကိုထားပစ်လိုက်ပါ အော်ကမန်ရောက်ပြီဆိုရင်အော်ကမန်ကိုထားပြီးသွားပြီဆိုရင်ဒီထဲမှာရှိတဲ့ကျွန်တော်ကင်မရာဆိုတဲ့ဖိုင်လေးကိုရှာပါမယ်အဲ့တော့ဒီမှာကီးဘုတ်ကနေပြီးတော့ CO နှိပ်ပြီးတော့ရှာမယ်ဆိုရင်လည်းရပါတယ်အဲ့ဒီမှာကင်မရာဆိုပြီးတော့ရှိပါတယ်သူ့ကိုဒီရွှေ့ပေါ့နော်ရွှေ့ပြီးသွားရင် ADTS ဆိုလည်းနှိပ်ပါပြီးရင် OK ကိုပေးပါ OK ကိုပေးပြီးသွားရင်ကျွန်တော်ဒီအပေါ်မှာ Quick Set 2ပါမှာကင်မရာဆိုလည်းရလာပါပြီအဲ့တော့ဒီစင်ရင်းလေးကို ဓာတ်ပုံကိုခြေဘက်ဖန်ပြသိမ့်မယ်ဆိုရင်ဒီအားလေးကိုဆက်လက်မှတ်ပါဆက်လက်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာရှိတယ်ကင်မရာဆော်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရတယ်ကျွန်တော်ကတခြားရှိမှတုံးလည်းရပါတယ်ဒီယူရလေးမှာနှိပ်လည်းရပါတယ်အဲဒီအပေါင်းလေးကိုနှိပ်ပြီးတော့တခြားရှိတဲ့မှာတုံးမယ်ဆိုရင်လည်းရပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဆက်လက်မှာကင်မရာဆိုတာလေးကိုနှိပ်ပါပြီးသွားရင်ကျွန်တော်ကရှီတူးတဲ့ကိုလာပါမယ်ဒီမှာအဲတစ်ချက်နှိပ်လိုက်တာနဲ့ဒီနေရာလေးမှာရောက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီမှာရောက်လာမှာဖြစ်ပါတယ် ဲ့တော့ဒီမှာကြုံလိုက်မယ်နော်โอเคဒါဆိုရင်ကျွန်တော်ကဒီ debug file ထည့်ရသွားပြီဒီဟာလေးကိုဒီစင်လေးရောက်ပြီဆိုရင်ကျွန်တော်ကတိမ့်ဖို့လိုပါတယ်တိမ့်မဲ့ဆိုရင်ကျွန်တော်ကဒီအောက်မှာကိုယ့်ရဲ့ set ထဲမှာပိန့်ဆိုတဲ့ software လေးရှိရပါမယ်အဲ့တော့ဒီအောက်က search bar လေးမှာ paint ပိန့်ဆိုပြီးတော့ရှာပစ်လိုက်မှာဒီ software လေးပေါ့နော်သူတို့တစ်ချက်နှိပ်ပြီးတော့ခဏလေးစောင့်လိုက်ပါနော်အဲဆိုတော့ဒီ ဓာတ်ပုံဖိုင်လေးပေါ့နော်အဲ့ဇဲတဲ့ကိုသွားပြီးတော့ကြည်အစောကဓာတ်ပုံဖိုင်လေးကို control ရဲ့စီရဲ့ copy ယူပြီးသွားလို့ရှိရင်ပိတ်ဆော့ဝဲထဲမှာ control ရဲ့ v ရဲ့နေရာရှာလိုက် okay ဒီစင်းလေးရောက်ပြီဆိုလို့ရှိရင်ဒါကိုကဒီ page share မှာဖြစ်တဲ့ဆဲသူ့ကိုကိုလိုသလိုဒီ document အပြည့်ထဲမှာ share ပါမယ်ပြီးသွားလို့ရှိရင်ဒါရပြီပေါ့နော် okay file နဲ့ဟိုသွားပါ cs ဆိုတဲ့နေရာလေးမှာကျွန်တော်ဒီ png jpeg bnb နော် gif ပြည့် ကိုသိင်းကျင်တဲ့ပုံစံနဲ့သိင်းလို့ရတယ်အဲ့ဒီတည်းကကျွန်တော်က JPEG ဖိုင်ဖြည့်သိင်းကျင်တာဖြစ်တဲ့ JPEG ဆိုတာလေးကိုတစ်ချက်ရွေးပါပြီးတော့ရင်ကိုသိင်းမဲ့နေရာပါเนาะကျွန်တော်တော့ဒီမှာ volume detail ကိုသိင်းနိုင်မယ်ပြီးရင် size ဆိုတာလေးကိုနှိပ်လိုက်ပါ Okay ဒါကတော့ဖိုင်2နေတဲ့အမျိုးအစားရှိလို့ပါเนาะသူ့ကိုကျွန်တော်ကနာမည်ပေးပါမယ်ဒီမှာကိုကြိုက်တဲ့နာမည်ပေးလေးပေးလိုက်ပါเนาะ GP EG ဆိုပြီးတော့ကျွန်တော်ပြလိုက်မယ်ပြီးရင် save ဆိုတာလေးကိုနှိပ်ပါပြီးတော့ရင်ဒါလေးကိုပိတ်လိုက်ရင်ရပါပြီအဲ့တော့ကျွန်တော်ဒီမှာ live ပြီးတော့ပိတ်လိုက်ပါမယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီထဲမှာဓာတ်ပုံဖိုင်ကြီးကြောင်းနေရာလေးကိုတွေ့ရပါလိမ့်မယ်ဒီမှာဆိုလို့ရှိရင်ဓာတ်ပုံဖိုင်ဖြစ်ပါเนาะဓာတ်ပုံဖိုင်ဖြစ်တင်ထားတာဒီမှာဒီပုံစံလေးတွေ့ရမှာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ပိတ်ဆဲထဲမှာဆိုရင်ကိုယ့်ရဲ့စင်ဆာတဲ့ data လေးကိုဂျေဘက်ပိုင်းဓာတ်ပုံဖိုင်ကြီးတင်တဲ့နည်းလေးကိုမျှဝေပေးကြတာဖြစ်ပါတယ်ဒီသင်ခန်းစာလေးကိုလည်းရှာမယ်လို့ထင်ပါတယ်အားလုံးစင်ပြေကြပါစေခင်ဗျာ